ရှားနိုင်ငံရဲ့အမျိုးသားအောင်ပွဲနေ့ယင်မီနီချီတက်ပွဲအခမ်းအနားကိုတက်ရောက်ဖို့နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကိုဖိတ်ကြားခဲ့တယ်လို့မြန်မာတမရော်ကလည်းချီတက်ပွဲမှာပါဝင်ချီတက်ဖို့ရုရှားတမရပူရင်ကဖိတ်ကြားခဲ့ပါတယ်။2025ခုနှစ်မေလ9ရက်မှာ82ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့ကိုမော်စကိုမြို့မှာကျင်းပမှာဖြစ်ပြီးယင်ပြည်နီမှာချီတက်ပွဲလုပ်မှာဖြစ်ပါတယ်။အဲ့ဒီအခမ်းအနားကိုနာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကိုအခမ်းအနားတက်ရောက်ဖို့ရုရှားတမရပူရင်ကဖိတ်ကြားခဲ့တယ်လို့မြန်မာတမရော်ကလည်းယင်မီနီချီတက်ပွဲမှာပါဝင်ချီတက်စီလို့ကြောင်းပြောကြားခဲ့ပါတယ်။ရုရှားတမရပူရင်က မေလာကူရနီမှာ82ကျင်းမြောက်အမျိုးသားအောင်ပွဲနေ့ကိုမော်စကိုမြို့မှာကျင်းပမှာဖြစ်ပြီးတော့အဆွေတော်ဝင်ကြီးချုပ်ကိုအခမ်းအနားကိုပါဝင်တက်ရောက်နိုင်ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်။မြန်မာနိုင်ငံကကုစားပြုတက်ဖွဲ့ကိုလည်းယင်းမီနီချီတက်ပွဲမှာပါဝင်ချီတက်စီလိုပါတယ်လို့ပြောပါတယ်။အဲဒီနောက်နိုင်ငံတကာကိစ္စရပ်တွေကိုဆွေးနွေးလို့ကြောင်းနိုင်ငံတကာပြည်ထောင်အများစုနဲ့ပတ်သက်ပြီးရုရှားမြန်မာရပ်တည်ချက်တွေကညီကြောင်းနိုင်ငံတကာမျက်နှာစာမှာပူးပေါင်းဆောင်ရွက်မှုတွေရှိကြောင်းသူကပြောပါတယ်။နောက်စကားဥက္ကဋ္ဌပူဇော်မှုကြီးမင်းအောင်လှိုင်ကရုရှားသမ္မတပူတင်ရဲ့ဖိတ်ကြားချက်နဲ့ရုရှားနိုင်ငံကိုမလ3ရက်နေ့က စတင်ကချက်ကြီးခီတွားရောက်ခဲ့ပြီးမလ၄ရက်ကသမရပူတင်ရုရှားဝန်ကြီးချုပ်ရုရှားလုံခြုံရေးကောင်စီအတွင်းရင်မူရုရှားလွတ်တော်ဥက္ကဋ္ဌရုရှားအစိုးရဖွဲ့တာဝန်ရှိသူတွေနဲ့တရားစီတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။လက်စကဥက္ကဋ္ဌဗိုလ်ချုပ်မကြီးမင်းအောင်လိုင်ကကျွန်တော်ရဲ့ချက်ကြီးခီစဉ်ကိုအစသာရာပြည်စုံဆောင်ဝန်ပေးမှုနဲ့ညွှန်ထွက်စွာကျေးဇူးမှုများအတွက်လည်းလှိုင်လျောစွာကျေးဇူးတင်ရှိပါကြောင်းနဲ့အစိုးရသမ္မတယူလေအခါခွဲအသိတဲ့ချိန်မှာမြန်မာနိုင်ငံကိုချီးကျေးကြီးလာနိုင်ဖို့အတွက်လည်းဖိတ်ကြားအပ်ပါတယ်။ နဆက်ကဥက္ကဋ္ဌပူဇော်မှုကြီးမင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်အတွင်းမှာနှစ်နိုင်ငံသဘောတူညီချက်၁၀ခုကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲဒီနောက်နဆက်ကဥက္ကဋ္ဌပူဇော်မှုကြီးမင်းအောင်လှိုင်ဟာဘယ်လာရုစ်သမ္မတလူကာရှန်ကိုရဲ့ဖိတ်ကြားချက်အရဘယ်လာရုစ်နိုင်ငံကိုချစ်ကြည်ရေးခီးစဉ်ဆက်လက်တောင်းရောက်မှာဖြစ်ပြီးဘယ်လာရုစ်သမ္မတနဲ့တွေ့ဆုံကဆွေးနွေးကြမှာဖြစ်ပါတယ်။